အလုံးမဲမင်္ဂလာပါဒီဗီဒီယိုမှာဆိုလို့ရင်ကျွန်တော်တို့ဘကိုးယိုးမမှာအပေါ်ဆုံးရှိနေတယ်ကျွန်တော်တို့နိုင်ငံမှာအပေါ်ဆုံးလို့ပြောလို့ရတယ်ဒီဝါးတွေကိုကျွန်တော်တို့အခုလိုမျိုးသူများနိုင်ငံတွေမှာဆိုလို့ချင်းစီးပွားအဖြစ်ပေါ့နော်စီးပွားအဖြစ်ကျွန်တော်တို့အိမ်သုံးနဲ့ပြိဘောကတွေအထိုင်ကုန်တွေပေါ့နော်လူချင်းစပွဲဖြစ်အောင်တို့လက်မှုပညာလေးတွေ နဲ့တင်ဆက်ထားတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်တို့က download ဆွဲပြီးတော့ reaction ပုံစံမျိုးဘယ်လိုလုပ်ရလဲဒီဗီဒီယိုတွေရဲ့ subject ကဘယ်မှာရှိနေလဲဆိုတာကိုဒါပြောပြမယ်ပေါ့နော်လက်ရှိကတော့ကျွန်တော်ဗီဒီယိုရဲ့ subject ထဲကိုရောက်နေပါတယ်အဲ့တော့ဒီဗီဒီယိုတွေကအများဆုံးကျွန်တော်တို့ရှိနေတာဆိုလို့ရှိရင်တော့ဒီဒီ ကျွန်တော်တို့ဒီပင်ကားရန်လို့ခေါ်တဲ့ဒီ software လေးမှာရှိတယ်ပေါ့နော်အဲ့တော့ဒီ app လေးမှာကျွန်တော်တို့ဒီကခြာလိုက်ပါခြာလိုက်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး video တွေအများကြီးတွေ့နိုင်မယ်ပေါ့နော်ဒီလိုမျိုး video တွေအများကြီးတွေ့တယ်ဆိုလို့ရှိရင်ဒီလို video တွေကိုကျွန်တော်တို့ဒီက download ဆွဲမယ်ပေါ့နော် download ဆွဲပြီးတော့ကျွန်တော်တို့ဒီ download ဆွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာသူ့ကိုကျွန်တော်တို့ share ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ် share ဆိုတာကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင် coffee link ကိုယူယူလိုက်မယ်ပေါ့နော် coffee link ယူမယ် coffee link ယူပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က coffee link ယူပြီးွားပြီဆိုရင်ကျွန်တော်တို့ဒီကွန်ပျူတာသမားတွေဆိုလို့ရှိရင်တော့ new tab တစ်ခုခေါ်လိုက်ပေါ့နော် new tab တစ်ခုခေါ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီမှာ fingerprint video download တာပေါ့နော် download တာဆိုပြီးရိုက်လိုက်ရိုက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ video ဆိုတာတော့ထည့်ပြီးတော့ရေးပြီးပေါ့နော် video လေးဆိုတာတော့ထည့်ရေးပြီး เนาะဒီလိုမျိုးရိုက်ပြီးတော့ฉาလိုက်ပေါ့เนาะဒီလိုရိုက်ฉาပြီးွားပြီးဆိုရင်ကျွန်တော်ကဒီမှာအဲအစင်ပြေတာတစ်ခုခုနဲ့ထားအောင်ပေါ့เนาะကျွန်တော်ကတော့ဒီကောင်လေးနဲ့ကျွန်တော်ထားအောင်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနက coffee link ယူလာတဲ့ဟာကိုပတ်ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ်เนาะပြီးလို့ရှိရင် download ဆိုတာကိုထည့်လိုက်မယ်အဲ့တော့ download နှိပ်လိုက်တဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ AD ပေါ့เนาะ AD ကျွန်တော်ဒီဗီဒီယိုရိုးရိုးတောင်းမယ်ပေါ့နော်ကာဘာဘာညာတောင်းမယ်ဆိုလဲကာဘာဘာတောင်းလို့ရတယ်ကျွန်တော်ကတော့ရိုးရိုးပဲတောင်းလိုက်မယ်ပေါ့နော်အဲ ီးလို့ချင်ရင်တော့ကျွန်တော်က free သုံးတာဖြစ်တဲ့အတွက်သူ့ရဲ့ကြော်ညာလေးကိုတော့ခဏကြည့်ပေးရမယ်။ကြော်ညာလေးကိုခဏကြည့်ပြီးသွားပြီဆိုလို့ချင်ကျွန်တော်ဒီမှာ close ဆိုတော့နှိပ်လိုက်။ close ကိုနှိပ်ပြီးသွားပြီဆိုလို့ချင်ဒီလိုမျိုးအဲ download manager ထည့်ထားတဲ့သူတွေဆိုလို့ချင် start download ဆိုတော့နှိပ်လိုက်။ဖုန်းမှာကကျွန်တော်တို့အလွယ်လေးဖြစ်ပါတယ်။ဖုန်းမှာလည်းကျွန်တော်တို့ကဒီအဲ Google Chrome မှာ link ဝင်လိုက်ပေါ့နော် Google Chrome မှာဒီ download link ကိုချလိုက်ဒီ finger run video download တာကိုချလိုက်ချပြီးွားပြီဆိုလို့ရှိရင် coffee you လာတဲ့ link ကိုအဲ့ဒီထဲထည့်လိုက်ထည့်ပြီးွားပြီဆိုလို့ရှိရင်သူလည်းအဲ့လိုပဲကြော်ညာလေးခဏကြည့်လိုက်ကြည့်ပြီးွားပြီဆိုလို့ရှိရင် ်ဒေါင်းလောဆိုတာလေးကိုနှိပ်လိုက်နှိပ်လိုက်တဲ့ဆိုလို့ရှိရင် तू ကတော့တမ်းပြီးတော့ဒေါင်းသွားလိုက်မယ်ပေါ့နော်ဖုန်းထဲမှာတော့အဲ့လိုမျိုးဒေါင်းသွားလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကတော့ဒေါင်းသွားပြီဖြစ်ပါတယ်နော်အဲဗီဒီယိုလေးဒေါင်းသွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ AI အပိုင်းကိုသွားတော့မယ်ပေါ့နော် AI အပိုင်းကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တို့တွေအဲတုံးဖို့အတွက်ကျွန်တော်ဘလူဟာမျိုးနဲ့ကျွန်တော်တို့ကအဲလုံမလဲပေါ့နော်ကိုယ့်ရဲ့ရုပ်ပြပြီးတော့ပဲကိုယ့်ရဲ့အတန်နဲ့လုံမှာလားဒါမှမဟုတ်ဘူးဆိုလို့ချင်းကိုယ့်ရဲ့အတန်လည်း အဲမတုံးကျင်ဘူးကိုယ့်ရဲ့ရုပ်ကိုလည်းမတုံးကျင်ဘူးဆိုတဲ့သူတွေဆိုလို့ချင်တော့ကျွန်တော်ဒီနီလာနဲ့လှုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအဲရုပ်လည်းမပြကျင်ဘူးအတန်လည်းမပြကျင်တဲ့သူတွေဆိုလို့ချင်ကျွန်တော်ဒီ enemy ပုံလေးတင်တဲ့ဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ချင်လည်းကျွန်တော်ကအခြားသောကာတွန်းဟိုပုံလေးတွေပေါ့ဗျာကာတွန်းပုံလေးတွေပေါ့ကာတွန်းမျက်နှာပုံလေးတွေနဲ့အဲ့လိုမျိုးလေးတွေကျွန်တော်လှုပ်လို့ရတယ်ပေါ့နော် မျက်နှာဖုံးလေးနဲ့လှုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာကာရီတာလေးတစ်ခုကိုကျွန်တော်စမ်းပြမယ်ပေါ့နော်ကာရီတာလေးတစ်ခုကိုစမ်းပြမယ်နောက်တစ်ခုကကျွန်တော်တို့အဲဒီဗီဒီယိုအတွက်ကိုကျွန်တော်အတန်အဲ subscribe ကြိုပြီးတော့ရေးထားတာမရှိဘူးပေါ့နော် subscribe ကြိုပြီးတော့ရေးထားတာမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့စာတစ်ပိုက်ကိုကျွန်တော်လှုပ်ပြမယ်ပေါ့နော်စာကြောင်းတစ်ပိုက်ကိုကျွန်တော်လှုပ်ပြမယ်အဲ့ဒီအတန်နဲ့အဲရုပ်နဲ့အတန်နဲ့ကိုတွဲပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာအခုပေါ့နော်ဒီ ဗီဒီယိုနဲ့ကိုက်ညီအောင်ဆိုပြီးတော့စာလေးကျွန်တော်ရေးလိုက်တယ်ပေါ့ဗျာအဲဒီစာလေးကျွန်တော်ရေးလိုက်တယ်စာလေးကိုကျွန်တော်ဒီအရင်ဆုံးအတန်ထုတ်မယ်ပေါ့နော်အတန်ထုတ်မှဖြစ်တဲ့အတွက်ဒီဟာလေးကိုကျွန်တော်ဒီ coffee ယူလိုက်ပါမယ် coffee ယူပြီးွားပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုလို့ရှိရင် Google Studio ပေါ့နော် Google AI Studio ကိုသွားပါမယ် Google AI Studio ကိုရောက်လာပြီဆိုလို့ရှိရင်ဒီဗီဒီယိုကကျွန်တော်ဒီဒါကျွန်တော်ဗီဒီယိုတွေကိုအမြဲကြည့်ဘူးတဲ့သူတွေဆိုလို့ရှိရင်တော့ ဒီ Google AI Studio ရဲ့အကြောင်းလည်းသိလိမ့်မယ်အဲ့တော့တယောက်တည်းကျွန်တော်တို့ကသုံးမှာဖြစ်တဲ့အတွက် single ကိုကျွန်တော်သုံးမယ်ပေါ့နော်အဲ့ဒါ single ကိုကျွန်တော်ရွေးချယ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ voice နေရာမှာကျွန်တော်တို့ကဒီမှာစမ်းကြည့်ပေါ့နော် voice နေရာစမ်းကြည့် got a project in mind okay နော်အဲ point နေရာကိုကျွန်တော်တို့ဒီဟာလေးကိုရွေးလိုက်မယ်ပေါ့ဗျာဒီဟာလေးကိုရွေးလိုက်မယ်ရွေးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအဲသူ့ရဲ့ဒါသူ့ရဲ့အတန်တုံးပေါ့နော်သူ့ရဲ့အတန်တုံး ီးလို့ရှိရင်ကျွန်တော်တို့ကခုနကရေးလာအဲရေးထားတဲ့စာကိုကော်ဖီယူလာတဲ့ဟာကိုကျွန်တော်တို့ဒီမှာထည့်လိုက်ပါတော့ထည့်လိုက်ပါထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ကို generate နှိပ်ပေးမယ်ပေါ့နော် run control ဆိုတာနှိပ်ပေးမယ်နော် run control ဆိုတာနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူ့အပိုင်းကတော့ပြီးသွားပြီပေါ့နော်ခဏထားခဲ့လိုက်မယ်ထားခဲ့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဖုံးမှာဆိုလို့ရှိရင်တော့ pin app software ကိုကျွန်တော်ဖွင့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော် now you မှာမှာ ုလိုဝါးတွေပေါများပဲမင်းသူများနိုင်ငံလားတွေလိုလက်မုတ်ပြည်နာနဲ့မပေါင်းဆက်ပဲကြီးဆက်โอเคเนาะအဲဒါလေးကိုတော့ခဏပိတ်လိုက်အောင်ပိတ်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ကပိတ်ပြီးွားပြီဆိုလို့ရှင်ဒီ character ပုံလေးကိုကျွန်တော်တို့လှုပ်ရှားဖို့အတွက်အရင်လုပ်မယ်ပေါ့เนาะ character ပုံလေးကိုလှုပ်ရှားဖို့အတွက်အရင်လုပ်မယ်အတော့ကျွန်တော်တို့ပိုလ်ချောင်းနဲ့ကျွန်တော်တို့မလှုပ်တော့ဘယ်နဲ့ဒီအတိုင်းပဲကျွန်တော်တို့လှုပ်ကြည့်လိုက်မယ်ပေါ့เนาะဒီအတိုင်းပဲလှုပ်ကြည့်မယ် ဖြစ်နေเนาะအာ image to video ဆိုတာကိုကျွန်တော်နှိပ်လိုက်မယ် image to video ကိုကျွန်တော်ဒီမှာ this အဲ this VIND AI ဆိုတာရှိတယ်ဗောနော်အဲ့ဒီမှာ image to video ဆိုတာရှိပါတယ်အဲ့ဒီကောင်ကိုကျွန်တော်တို့တစ်ချက်ရွေးချယ်လိုက်ဗောနော်ရွေးချယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က image ကိုထပ်ပြီးတော့ထည့်มาဖြစ်တဲ့အတွက်ဒီမှာရှိနေတဲ့ဟာကိုတော့ delete လုပ်လိုက်ဗောနော် delete လုပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုနှိပ်မယ်နှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က နှိပ်ပြီးပါပြီဆိုလို့ချင်းကျွန်တော်ဒီ character ပုံကိုတွားပြီးတော့ယူပါမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီပုံလေးရလာပြီဆိုတော့ဗောနော်ပုံလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာစာလေးကိုထည့်လိုက်ပါမယ်အဲ့တော့ဒီစာကိုကျွန်တော်ထည့်လိုက်မယ်ဗောနော်စာကတော့ရမ်းတော့ရှိတယ်ဗောဗျာအဲ့စာလေးကိုကျွန်တော်ထည့်လိုက်မယ် printer ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာရွေးရလဲဆိုလို့ရှိရင်ဒီမှာ quality အဲ quality version ကကျွန်တော်တို့2.0ပေါ့နော်2.0ကိုကျွန်တော်တို့ရွေးထားတယ်အဲကဲပြီကျွန်တော်တို့ကဒီ test to audio ကိုထုတ်မယ်ဆိုရင်ပေါ့နော်အဲ test to ကျွန်တော်တို့ဒီ video ကိုထုတ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအောက်မှာအတန်မှာပေါအောင် audio ပဲ အားလေးကိုရွေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ credit card ကတော့ credit ကတော့အများကြီးပေးရတယ်ဗျာအခုဒါတောင်မှကျွန်တော်တွေကဒီမှာ10စက္ကန့်ဒီမှာ resolution မှာကျွန်တော်တို့912ပဲရှိတယ်ပေါ့နော်912ပဲရှိတယ်ဒါတောင်မှကျွန်တော်တွေ credit ကနှစ်ဆယ်အထိပေးရတယ်ပေါ့နော်နှစ်ဆယ်အထိပေးရတယ်ဒီကောင်အခုကျွန်တော်တို့မှာ920ပြီကိုရွေးမယ်ဆိုလို့ရှိရင်သူက40ကုန်ပဲဗျာနော်40ကုန်ပဲအဲ့တော့ဟုတ်ပြီကျွန်တော်တို့မှာစက္ကန့်ကတော့30စက္ကန့်ရွေးထားတယ်ပေါ့ဗျာ30စက္ကန့်ရွေးထားတယ် ဲ့တော့ကျွန်တော်တို့ဒီမှာသူ့ကိုကျွန်တော်တို့ဒီမှာ image to video ကိုကျွန်တော်ရွေးထားတယ်ပေါ့နော်ရွေးထားပွားပြီဆိုလို့ရှိရင်ဒီမှာ create ပေါ့နော် create card ကိုကျွန်တော်နှိပ်လိုက်နှိပ်လိုက်တဲ့ဆိုလို့ရှိရင်သူကအခုလိုမျိုး video လေးပြောင်းသွားလိမ့်မယ်ပေါ့နော် video ပြောင်းသွားလိမ့်မယ်အဲ့တော့ video ပြောင်းသွားတဲ့ဟာလေးကိုကျွန်တော်တို့ခဏစောင့်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီပိုင်းပြီးသွားပြီကျွန်တော်အတန်းလဲဟလာထုတ်ထားပြီးပါပြီဗောဗျာအဒီ image ကို video အဖြစ်ကိုလည်းကျွန်တော်ပြောင်းပြီးပြီဆိုလို့ချင်းကျွန်တော်ဘယ်ကိုသွားရမလဲဆိုလို့ချင်းကတ်ကတ်ထဲကိုသွားရမှာပေါ့နော်အဲဗီဒီယိုတစ်ပုတ်လုံးအပီးထီအောင်ကျွန်တော်ကလုပ်ပြမှာဖြစ်တဲ့အတွက် DVD ကတော့နည်းနည်းရှည်လိုက်မယ်အပီးထီအောင်လိုက်ကြည့်ဒီလိုဗီဒီယိုတွေကနေပြီးတော့ကျွန်တော်တို့ဝင်ငွေရှာလို့ရတယ်ပေါ့နော် YouTube Facebook ကနေပြီးတော့ကျွန်တော်တို့ဒီ monetize အောင်နှားတဲ့သူတွေဆိုလို့ရှိရင်ဒီလို video ကနေပြီးတော့ကျွန်တော်တို့ဝင်ငွေဒေါ်လာထောင်ချီဝင်နေပေါ့နော်အဲကျွန်တော်ကဘာလို့မလုပ်ထားလဲဆိုလို့ရှိရင်ကျွန်တော်ကကြတော့ဒီကျွန်တော်ဒီ

ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတ်ကတ်ကိုဖွင့်ပြီးတော့စောင့်နေမယ်။ Okay နော်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကတော့ရပြီပေါ့ဗျာ။ဒါပေမဲ့ तू ကအတန်မပါဘူးနော်။အတန်မပါဘူး။ဒါပေမဲ့ကျွန်တော်တို့လိုချင်တာလည်းဒီလိုပုံစံမဟုတ်ဘူးပေါ့နော်။အတန်မပါဘူး။ကျွန်တော်တို့လိုချင်တာဒီလိုပုံစံမဟုတ်ဘူးပေါ့နော်။ဒီလိုပုံစံမဟုတ်ဘူးဆိုတော့ကျွန်တော်ကဟိုတစ်ပိုင်းပဲလိုချင်တာ။ဟိုတစ်ပိုင်းပဲလိုချင်တာ။ तू อ่ะเอ่อ तू หลบปะตัวได้หาจ้ะรอกูตะบายเยโลไม่เข้าปูจ้ะอูดิเอ่อเจนูบลูบอกมั้ย तू อ่ะซูอินซูออบ่เนาะซูอินหลบตัวได้ไอ้หลุมမျိုးบาจ้ะอูดิไล่พี่รอหลบตัวได้บ่เนาะอ่า30แทบพี่တော့ทับพี่တော့ตะกะกออูมา70กองวะพี่เนาะโอเคกะกะมาจรุดิกะกะมาจรุเลาะยินะสอบมั้ยอะแล้วจรุดิมา create project ဆိုတာကိုကျွန်တော်နှိပ်မယ် create project ကိုနှိပ်ပြီးသွားပြီဆိုရင် create project ကိုနှိပ်ထားပြီဆိုလို့ရှိရင်ကျွန်တော်က reaction video ပုံစံမျိုးလောက်มาဖြစ်တဲ့အတွက်ကျွန်တော် one way show one site ကိုလောက်မယ်ပေါ့နော်အဲ့တော့ဒီမှာ import ဆိုတာကိုကျွန်တော်နှိပ်မယ် import ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင် download သွားမယ်သွားပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ download မှာအဲဗီဒီယိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနကထောင်းလာတဲ့ဗီဒီယိုလေးကိုကျွန်တော်ယူလိုက်မယ်ဗီဒီယိုကအခြေကြီးတော့မဟုတ်ဘူးကျွန်တော်17စက္ကန့်ပဲရှိတယ်ပေါ့နော်17စက္ကန့်ပဲရှိတယ် အဲအဲ့ဒါလေးကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်ဒါလေးကိုယူလိုက်မယ်အဲ့တော့ဒီဗီဒီယိုကကြတော့ကျွန်တော်တို့ဒီဗီဒီယိုအခြေလိုင်းမှာခြာရင်အခြေရမယ်အတူလိုင်းမှာခြာရင်တော့အတူရမယ်ပေါ့နော်ဒါကတော့အဲသူစက်ချက်နဲ့သူပေါ့နော်ဒါကတော့မကြည့်ကြည့်လိုက်နော်အဲ့တော့ဒီမှာပါနေတဲ့အတန်ကိုကျွန်တော်တို့ကမတုံးဘူးနော်ဒီမှာပါတဲ့အတန်ကိုကျွန်တော်တို့မတုံးဘူးဒီမှာပါတဲ့အတန်ကိုထုတ်မယ်အဲ့လိုထုတ်မှဖြစ်တဲ့အတွက်သူ့ကို white click ထောက်ပြီးတော့ကျွန်တော်တို့ကဒီမှာ instant audio ဆိုတာကိုနှိပ်လိုက်နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီကောင်ကျွန်တော်တို့တွေက delete ကိုနှိပ်လိုက်နော်အမိုက်ပုံနဲ့ထည့်လိုက်ပါထည့်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ကိုဒီမှာကျွန်တော်တို့ဒီမှာ ratio ကိုနှိပ်မယ် ratio ကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က ratio ကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်အဲ one way show one ကိုကျွန်တော်ယူမယ်ပေါ့နော်အောက်ဆုံးမှာဒီမှာ1အမြောက်1ပေါ့နော်အကောင်လေးယူလိုက်မယ်ယူပွားပြီဆိုလို့ရှိရင်ကျွန်တော်ကလူကဘယ်ဘက်ကထားမှာလဲဒါကြိုက်တဲ့ဘက်ကထားလို့ရတယ်နော်အဲခုနကလူရုပ်ကိုကျွန်တော်တို့ကြိုက်တဲ့ဘက်ကထား DPD ကို အသားပေးပေါ့နော်အဓိကဗီဒီယိုအသားပေးနော်ဒီဗီဒီယိုအသားပေးကိုယ့်ရဲ့ရုပ်ကိုကြည့်မှာမဟုတ်ဘူးဒီဗီဒီယိုကိုကြည့်မှာပေါ့နော်ဒါကြောင့်မလို့ဗီဒီယိုကိုအသားပေးပါအသားပေးသွားပြီဆိုလို့ရှင်အဲအသားပေးဆိုတာဘယ်လိုမျိုးပြောတာလဲဆိုလို့ရှင်ဗီဒီယိုနဲ့ကျွန်တော်ဒီဘက်ကရုပ်နဲ့ပေါ့ဗျာကိုယ့်ရဲ့ရုပ်ကို အဲတေးသွားတဲ့အခါမှာပြဿနာမရှိဘူးဗောနော်တေးရင်တေးပါစေကိုယ့်ရဲ့ရုပ်ကတေးရင်တေးပါစေပြဿနာမရှိဘူးအဓိကဒီဗီဒီယိုထင်ထင်ရှားရှားပြခိုင်းတာကိုပြောတာဗောနော်ဒါကြောင့်မို့ဗီဒီယိုအသားပေးခိုင်းတာဗောနော်ပြီးွားပြီဆိုရင်ကျွန်တော်ကခုနကထုတ်ထားတဲ့ဗီဒီယိုကရပြီလားမရသေးဘူးလားတစ်ချက်တော့ပြန်ကြည့်မယ်ဗောနော်โอเคเนาะဗီဒီယိုကတော့ကျွန်တော်ဒီ69ရှိပါပြီဗောနော်စောင့်နေရတယ်ဒါခုနကထုတ်လိုက်တဲ့ဥစားခုနထုတ်လိုက်တဲ့ဟာတော့ကျွန်တော်မကြိုက်ဘူးဗောနော် โอเคเนาะကျွန်တော်ဗီဒီယိုလေးကတော့ရသွားပါပြီဗီဒီယိုကိုလည်းကျွန်တော်လိုချင်တာဒီလိုပုံစံမျိုးကိုပဲလိုချင်တာပေါ့เนาะဒီလိုပုံစံမျိုးကိုလိုချင်တာလိုချင်တာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုဒေါင်းပါမယ်အဲ့တော့ဒီဗီဒီယိုကိုဒေါင်းမှုကျွန်တော်ဒီမှာဒေါင်းလုပ်လေးကိုနှိပ်လိုက်မယ်အဲ့တော့ဗီဒီယိုလောက်တာကတော့ခြားကိုကြိုက်တဲ့ AI နဲ့လုပ်လို့ရတယ်ပေါ့เนาะဒီ image to video လောက်တာကတော့ကြိုက်တဲ့ AI နဲ့လုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာโอเคเนาะဒီမှာတွားယူလာမယ် open နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာ7စက္ကန့်ပေါ့เนาะယူလိုက် ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီလိုမျိုးလေးထည့်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးထည့်လိုက်မယ်အဲလူပုံကကျွန်တော်အပြည့်ပါစရာမလိုဘူးเนาะကျွန်တော်ပြောပြီးသွားပြီကျွန်တော်တို့ကြည့်တာမဟုတ်ဘူးဒီဟာကိုကြည့်တာမဟုတ်ဘူးအထက်ကကြည့်ချင်တာသူတို့ဒါကိုကြည့်ချင်တာပေါ့နော်အထက်ကကြည့်ချင်တာဒါကိုကြည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီလိုမျိုးထားပေးလိုက်ပေါ့နော်ဒီလိုမျိုးထားပေးလိုက်ထားပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ အဲ့တော့ဒီနောက်ပိုင်းလေးနည်းနည်းလိုတယ်ပေါ့ဗျာနောက်ပိုင်းလေးနည်းနည်းလိုတယ်ဆိုလို့ချင်းအဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုလို့ချင်းဒီကအပိုင်းလေးကိုပဲထပ်ပြီးတော့ထည့်ပေးလိုက်နော်ဒီကပိုင်းလေးကိုထပ်ထည့်ပေးလိုက်ထည့်ယူပါပြီဆိုလို့ချင်းကျွန်တော်ဒီကနေပြီးတော့ဖြတ်ပေးလိုက်ပေါ့နော်ဒီနောက်ပိုင်းကိုဖြတ်ပေးလိုက်ဖြတ်ပေးယူပါပြီဆိုလို့ချင်းဒီခြေနဲ့နောက်နဲ့ကိုကျွန်တော်တို့မတိတအောင်ပေါ့နော်ခြေနဲ့နောက်နဲ့ကိုကျွန်တော်တို့မတိတအောင်ဘယ်လိုလုပ်ရမလဲဆိုလို့ချင်းဒီကောင်ကို ဆက်လက်ပြီးသားလိုက်ဆက်လက်ပြီးဦးသွားပြီဆိုလို့ချင်းကျွန်တော်ကနှိပ်လိုက်နှိပ်ဦးသွားပြီဆိုလို့ချင်းဒီဒီနေရာမှာကျွန်တော်တွေကဒီမှာဒီကောင်လေးကိုနှိပ်လိုက်ပါနော်အဲ့တော့100%ပြည့်အောင်တော့ကျွန်တော်တွေစောင့်ပြီးလိုက် ဟုတ်ကဲ့နော်တရားပါစင်းပြည်အောင်ဆောင်ပေးလိုက်တယ်ဆိုလို့ရှင် तू ကဒီတစ်ခုနဲ့တစ်ခုပြောင်းသွားတာမှာတိတ်ပြီးတော့တိတာမှာမဟုတ်ဘူးဗောနော်တိတ်ပြီးတော့တိတာမှာမဟုတ်အဲ့လိုမျိုးတဲ့ကျောဦးတွေကလိုအပ်တဲ့အပိုင်းလေးတွေကိုထပ်ထပ်ပြီးတော့ဆက်ပေးသွားတယ်ဟုတ်ပြီဒါဆိုလို့ရှင်ကျောဦးကအတန်ပဲလိုတော့တယ်ဗောနော်အတန်ကကြာတော့ခုနကကျောဦးတွေအတန်တွင်းထားခဲ့ပြီဒီ Google AI Studio မှာဗောနော်အဲ့တော့ဒီကောင်ကိုကျောဦးတွေက download ဆွဲမယ်ဒီ set ကလေး30ကိုနှိပ်ပြီးပါပြီဆိုရင်ကျောဦးတို့က download နှိပ်လိုက် နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုဒီမှာ music ထဲကိုဒေါင်းထည့်လိုက်မယ် music file ဒီမှာအဲ့တော့ music file ကိုကျွန်တော်တို့ရွေးပြီးတော့ open save ဆိုတာနှိပ်လိုက်နေပြီးသွားပြီဆိုရင်ကျွန်တော်ဒါဒေါင်းလိုက်ပြီပေါ့နော်ဒေါင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ audio ကိုထည့်มาဖြစ်တဲ့အတွက် audio ကိုရွေးပါရွေးပြီးသွားပြီဆိုရင်ကျွန်တော်က import နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ import ထားနိုင်မယ်။နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ music ထဲကိုသွားမယ်။ပြီးလို့ရှိရင်ဒီမှာ D3 လုံးနဲ့ဒီကောင်ကို select ဟိုဘာလောက်လိုက်။လောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူ့ကိုဥယိုမလို့ခေါ်တယ်။နောင်ယိုမမှာအခုလိုဝါးတွေပေါများပဲမယ်။သူများနိုင်ငံသားတွေလို့လက်မှုပညာနဲ့မပေါင်းဆက်ပဲမိဆိုင်ခဲ့ကြရတယ်ဗျာ။နှမျောစရာကောင်းပါတယ်။ဟုတ်ပြီနော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကဒါဗီဒီယိုလေးတွေလုတ်ပြီးသွားပြီဆိုလို့ရှင်ပေါ့နော်ဒီလိုဗီဒီယိုလေးတွေကိုကျွန်တော်တို့လုတ်ပြီးသွားပြီဆိုလို့ရှင်ဒါဝီယိုမလို့ ဗီဒီယိုလေးတွေလုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့တွေက Facebook နဲ့ YouTube ကနေပြီးတော့ဝင်ငွေရှာလို့ရပါတယ်เนาะဒါဆိုလို့ရှိရင်ဗီဒီယိုတစ်ပုဒ်ဖြစ်မြောက်တဲ့အထီကိုကျွန်တော်လုတ်ပြသွားတာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့တွေကလိုအပ်တဲ့ဟာလေးတွေရှိတယ်ဆိုလို့ရှိရင်ကိုဖြတ်တောက်အောင်ဟာလေးတွေရှိတယ်ဆိုလို့ရှိရင်တခါတည်းကျွန်တော်တို့တွေဖြတ်တောက်ပါဖြတ်တောက်ပြီးတော့ကျွန်တော်လုတ်သွားပါเนาะမျိုးမလို့ခေါ်တယ်နောက်ယူမမှာအခုလိုဝါးတွေပေါများပဲမင်းသူများနိုင်ငံသားတွေလိုလက်မှုပြည်နာနဲ့မပေါင်းဆက်ပဲ မိဆိုင်ခဲ့ကြတယ်ဗျာနှူးမျောစရာကောင်းပါတယ်โอเคเนาะအဲ့တော့ကျွန်တော်ဒီမှာနောက်ဆုံးကြရင်ကျွန်တော်တို့ဒီကဒီနေရာလေးမှာစတေကာတဲ့ကိုသွားပြီးတော့စတေကာတဲ့ကိုသွားပြီးတော့ကျွန်တော်ဒီမှာ like and follow ပေါ့နော် like and follow လုပ်ပေးပါဆိုတဲ့ဟာလေးကိုအဲ့ဒါလေးကိုကျွန်တော်ထည့်ပေးလိုက်မယ်ပေါ့နော်โอเคကျွန်တော်ဒီကောင်လေးကိုပဲယူလိုက်ပါ ုံးပြောစရာအဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်ကြည့်ကြည့်လိုက်ပေါ့နော်ကြည့်ကြည့်လိုက်ကျွန်တော်တို့ဒီစကလုံးနဲ့ပြောသွားတဲ့စကလုံးနဲ့သူပါဇက်လှုပ်တာပေါ့နော်သူမှာမတ်တက်ထားတာဖြစ်တဲ့အတွက်ပါဇက်ဒီတိတိတတဟိုမကွဲထွက်နေဘူးပေါ့နော်တိတိတတမကွဲထွက်နေဘူးကျွန်တော်အကယ်၍ဒီနေရာမှာမတ်မပါဘူးဆိုလို့ချင်းမတ်မပါဘူးဆိုလို့ချင်းအဲပါဇက်အတော်အလာပေါ့နော်ပါဇက်အဖွင့်အပိတ်ဒီစကားရဲ့အဲအတန်ရဲ့အတော်အလာကျွန်တော်တို့ဟို ဘယ်လိုပြောမလဲမညီဘူးဆိုလို့ချင်းကြည့်မကောင်းဘူးပေါ့နော်အကယ်၍မညီခဲ့ဘူးဟုတ်လား အဲ့လိုမျိုးအတန်နဲ့ကျောင်းတွေကဒီပါဇက်လောက်တာနဲ့ညီရင်နဲ့ဆိုလဲကက်ကက်မှာကျောင်းလင့်စင်ဆိုတာရှိတယ်ဗောနော်အဲ့ဒီလင့်စင်ကိုတုံးပြီးတော့အဲ့လိုမျိုးကျောင်းတွေကညှိရတယ်ဗောနော်အဲ့လိုမျိုးလေးတွေညှိရတယ်ဒါပေမဲ့နည်းနည်းတော့ကျောင်းတွေလက်ဝင်တယ်ဗောနော်အဲ့လိုမျိုးလေးတွေလောက်ရတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကတော့ကျောင်းဒါပြီးသွားပြီဗောနော်ဗီဒီယိုလေးကတော့ပြီးသွားပြီကိုထပ်ပြီးတော့ဟလာဗီဒီယိုမှာအဖတ်ပါညာထည့်ခြင်းနဲ့ဆိုလဲထည့်လို့ရတယ်အကယ်၍မထည့်ဘူးဟလာဒီတိုင်း play ပဲဗောနော်ဆိုလို့ရှိရင်လဲကျောင်းတွေကဒီမှာပါနေတဲ့အဝါတုံးလေးတွေကိုနည်းနည်းလေးကျောင်းတွေဟို တန်လိုက်ပေါ့နော်နည်းနည်းလေးတန်လိုက်ကြောဒီမှာဘောလူးကိုနည်းနည်းလေးရှော့ပေးလိုက်ဘာလို့လဲဆိုတော့အဝါတုံးလေးတွေပါတယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအတန်ကိုအဲ night တွေပါလေးချင်းညင်းနေဆိုလို့ချင်းပေါ့နော်ဒါပေမဲ့ AI အတန်ဖြစ်တဲ့အတွက် night ဘာညာကျွန်တော်တို့ချင်းကြမလို့မလို့ဒါပေမဲ့ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုနည်းနည်းလေးကျွန်တော်တို့ရှော့ပေးလိုက်ပေါ့နော်ရှော့ပေးပြီးသွားပြီဆိုလို့ချင်းသူ့ကိုကျွန်တော်တို့ပေါင်းမယ်ပေါ့နော်အဲ့တော့သူ့ကိုအကုန်လုံးပေါင်းမယ်ဆိုလို့ချင်းဒီမှာ export နှိပ်မယ်။ export နှိပ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာ ဖိုင်နယ်ကိုသွားမယ်။သွားပြီးသွားပြီဆိုလို့ရှိရင်ကျတို့က tutorial ကဲနော် tutorial တွေတော့ထဲတော့သွားမထည့်သေးဘူး။ဘာလို့လဲဆိုတော့ DVD ကိုကျွန်တော်ပြန်တီးဖြတ်အောင်မှာဖြစ်တဲ့အတွက်ပြန်တီးဖြတ်အောင်မှာဖြစ်တဲ့အတွက်လောလောဆယ်ကျွန်တော် desktop ပေါ်မှာပဲခဏစေးထားမယ်။ဘောနော် desktop ပေါ်မှာပဲခဏစေးထားမယ်။ control v and ပြီးရင် desktop ကိုကျွန်တော်ယူလိုက်မယ်။ပြီးလို့ရှိရင် slash folder ပြီးလို့ရှိရင်တော့ကျတို့ဒီမှာသူ့ကို ဟိုလောက်လိုက်မယ်စေးလိုက်မယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုကျွန်တော်တို့အစားအနေအဆုံးကြည့်တယ်ဆိုလို့ရှိရင်အခုလိုဗီဒီယိုတွေဖန်တီးပြီးတော့ Facebook နဲ့ YouTube ကနေပြီးတော့ဝင်ငွေချတတ်ကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်